ကပ်ပြည်သူတွေအားရတဲ့တဲ့င်းတဲ့ပေါ့အဲ့ဒါကတော့မြင်းကြံမှာရှိတဲ့အင်အားစုတွေအားလုံးစုပေါင်းနိုင်လိုက်ပြီဆိုတဲ့တရင်ကောင်းလေးပဲဖြစ်တယ်။ဘာဖြစ်လို့လဲ။ဒီရက်မှာကျွန်တော်မပြောတဲ့အကြောင်းအရာတစ်ခုရှိပါလိမ့်မယ်။ကျွန်တော်မပြောပါဘူး။နော်။ကြိုက်ကြတော့ပြောကြပါစေ။နော်။ဒီလားလောလောဆယ်တော့ဒီအားရှိတဲ့တရင်လေးကိုကျွန်တော်အရင်ပြောချင်ပါတယ်နော်။အားရစရာတရင်လေးပေါ့နော်။ဒါဟိုလက်ရှိဒီတော်နိုင်ရေးမှာအင်အားကောင်းတဲ့တောင်မကောင်းဘူးဆိုတဲ့အချက်တွေမှာပြည်သူတွေအနေနဲ့လိုအပ်တဲ့ခရမ်းလက်နက်ကိုပြည့်စုံအောင်မထောက်ပံ့နိုင်တဲ့ကြောင် ဒါပေမဲ့တချို့တလေနေမြေတွေဆိုရင်နော်မြို့နယ်တစ်ခုထဲမှနေ50ဘွဲရှိတယ်အဲ့50ဘွဲကမပူပေါင်းသူကြုံသူတိုက်ကိုကြုံကိုတိုက်လုပ်နေတာရှိတယ်ဒါတွေကအင်အားကိုမဖြစ်သေးတာပါအခုလို့စုပေါင်းမှုနဲ့တာနေအင်အားဖြစ်မှာပါဒါချင်းမြန်မာနိုင်ငံမှာ AA တို့ KIA တို့အားကောင်းတယ်အားကောင်းဆုံးဝဝတ်တဖွဲ့တဲကဒီစစ်တပ်ကိုခံတိုက်နိုင်မလားဘဲရတာမနိုင်ဘူးနော်ဘုချုပ်ခွင့်ပြနိုင်ပြောတာဒါကိုပြောတာဆိုတော့ဒီကောင်းဆောင်တွေပြောတယ်ဆိုတော့စီးလုံးညီညွတ်မှုကိုဘယ်လောက်တည်ဆောက်ဖို့အရေးကြီးလဲဆိုတော့ပြောပြတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကစီးလုံးကိုဝိုင်းလုံနေတဲ့ဒုနဲ့တွဲပွဲဖို့လုပ်တဲ့ဒုတွဲပွဲဖို့လုပ်တဲ့ဒုကများတယ်ဟုတ်တယ်နော် စီးလုံးညီညွတ်မှုကိုဝိုင်းတိဆောက်ပါဦးကျွန်တော်အားပေးရအဲ့တော့မြင်းကျန်မှာရှိတဲ့ဒီဘုံမိုက်ခဲတို့အပါဝင်ပေါ့နော်မြင်းကျန်အင်အားစုတွေညီညွတ်မှုတတိယလေးကိုကျွန်တော်ဖတ်ပြပါမယ်တော်နယ်ရေးအားကောင်းတဲ့မန္တလေးတိုင်းမြင်းကျန်ခရိုင်အတွင်းကတော်နယ်ရေးတပ်ဖွဲ့ခုနှစ်ဖွဲ့ပူးပေါင်းပြီးအထူးလှုပ်ရှားစစ်တောင်းချင်ဖွဲ့စည်းလိုက်ပါတယ်မြင်းကျန်ခရိုင်အတွင်းပြန့်ကျဲနေတဲ့တိုင်ရင်တပ်ဖွဲ့တွေကစုစည်းညီညွတ်စွာစီးရင်ဖော်ဆောင်နိုင်ဖို့နဲ့ခရိုင်အတွင်းစစ်အုပ်စုတွေကိုတိုက်ခိုက်နိုင်ဖို့ဒေတာတွင်နေပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုဒုနဲ့ဒဲနဲ့ကာကွယ်နိုင်ဖို့မြင်းကျန်ကရင်အထူးလှုပ်ရှားစစ်တောင်းကိုဖွဲ့စည်းလိုက်ကြောင်းတော်နယ်ရေးဖွဲ့တွေကဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာထုတ်ပြန်ကြေညာတာဖြစ်ပါတယ် မြင်းကြံပြိုင်အထူးလှုပ်ရှားစစ်ကြောင်းမှာမြင်းကြံတောင်တာနှစ်ထိုးကြီးငါးဆောင်မြို့နယ်တွေကအဖွဲ့တွေဖြစ်တဲ့နှစ်ထိုးကြီး People's Defense Force NPDF တောင်တာ People's Defense Force TTA PDF နှစ်ထိုးကြီး Guerrilla Force MGF မြင်းကြံပြတ်တိုက်က MBD One More Column ငါးဆောင် PDF ငါးဆောင်မိလကတပ်ဖွဲ့အာမန်တစ်ပျောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းပါဝင်တယ်လို့သိရပါတယ်ကတားကတော့မြင်းကြံ Black Tiger အဖွဲ့ဘုံမဲ့ကဲဟိုမေးထားတဲ့ People's Plan ကအတင်းပဲဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တခုတော့ ဟိုပြောချင်ပြောချင်တယ်ဆိုတော့ကျွန်တော်ထီတော်နိုင်ရေးမှာလက်နက်ကင်ထားတဲ့ဒူတိုင်းဟာရိုးသားပါလားမေးတော်နိုင်စိတ်ရှိပါသလားမေးမရှိပါဘူးကျွန်တော်ဖြေရဒါကျွန်တော်ပုံရင်လင်းလင်းပြောတာနော်ဟိုကိုယ့်ရဲ့ချမ်းတဲ့ပတ်သက်လို့ကျွန်တော်ပြောခဲ့ပါအဲ့တော့အဲ့ဒီလက်နက်ကင်ထားတဲ့အဖွဲ့တွေထဲမှာလောဘတက်တဲ့လူရှိတယ်တော်နိုင်ရေးစိတ်နဲ့မဟုတ်ဘဲနဲ့ရလို့မှုနဲ့ကင်ထားတဲ့လူတွေရှိတယ်အဲ့တော့တန်ရင်တက်ဖွဲ့လက်နက်ကင်ထားတဲ့လူပုဂ္ဂိုလ်ညီကောင်မောင်မအားလုံးကိုကျွန်တော်တို့အတိပေးချင်တာကဒီကာလဟာတီတူတီတော်နိုင်ရေးလုတ်တဲ့ကာလအဲ့ဒီကာလမှာတော်နိုင်ရေးလုတ်တဲ့အချင်းချင်းစီးလုံးရမယ်ညီညွတ်ရမယ်စောက်ရှောက်ရမယ်နော်ကိုဒေတာကိုအခြားဖွဲ့လာမှလည်းမကြိုက်ဘူး လူလေးလင်းငါးဆယ်ယောက်နဲ့လက်နက်ကင်ယူရဲမြောက်ကြမြောက်ကြရှောက်တော့ဟိုကစစ်ခွေးလာစစ်ကြောင်းထိုးပြည်သူထားပြီးထွက်ပြေးပြည်သူကထိကန်ထိနောက်ကြတော့ PDF ဆိုပြည်သူကယုံနဲ့ကိန်းဆိုင်အောင်လုပ်တဲ့ဖွဲ့စည်းတွေရှိတယ်အဲ့တော့ဒီညမှာရှိတာပြည်သူအနေနဲ့ကစစ်ခွေး PDF ဒါပဲမြင်တာဒီ PDF ဒီ local လား MOD အောက်ကလားဘလူအဖွဲ့အောက်ကလဲ IAO အောက်ကလားဒါနေပြည်သူမသိဘူးနော် PDF ဆိုရင်တော်လိုင်းဘက်ကပဲအထက်ချတ်တက်မှတ်ထားတဲ့အတွက်အခုနေမင်းအောင်နိုင်အနေနဲ့အောင်လာအဲ့ဒီညဉ့်ညံကြိုင်မှာရော့မင်းတို့အဖွဲ့ခွဲလိုက်ကွာလူဆယ်ယောက်လောက်နဲ့လုံးမမြောက်ဘူးလားဟာရတယ် အဲတမဲရိုးကြဒီစစ်သားပါလို့ရင်ဆိုင်ပြီးတော့နေမှာမဟုတ်ဘူးစစ်တပ်ဘက်ကလည်းအတွင်ပြောင်းပြီးတော့ PDF ပုံစံလာလို့ရတယ်အဲ့တော့ကျွန်တော်တို့ကပါလောက်ရက်တွေကအရေးကြီးတယ်လောက်ရက်ဟာတော်လန်ရေးကိုထိခိုက်တဲ့လောက်ရက်တွေလုပ်နေတာလားတော်လန်ရေးလမ်းကြောင်းဖွင့်သွားမှာကိုပိတ်ပင်နေတဲ့လောက်ရက်တွေလုပ်နေတာလားဒါတွေအများကြီးရှိတယ်အောက်ချိန်မှာတပ်ဖွဲ့တွေတစ်ခုနဲ့တစ်ခုမတက်မြတ်ဘူးဆိုတာအဲ့ဒီတွေကလည်းအများကြီးပါဒါကြောင့်မလို့ဒီနေရာမှာတစ်ခုပြောချင်တာကအောက်ကငစာပဲတည်ပြီးတော့လမ်းကြောင်းလွဲတဲ့အလုပ်လုပ်မယ်ဆိုရင်ဘဝတုံးသွားလိမ့်မယ်နော်ဒါကိုပြောတာဒီနေ့ခေတ်ကတီတူကိုချပြလို့အင်မတန်မြန်တဲ့ခေတ်အရင်ခေတ်နဲ့မတူဘူး